はい、皆さんおはようございます。今回の動画は、えっと、N1 まで漢字の勉強について悩んでいる人のために作りました。あの、めみんが、まじまてては、今日のビデファイルやっちゃろう。 ออันดูတို့อันวันတို့အတွက်စာကိုကဂျွန်ပြီးလောက်ပြီးတော့စာပြန်ကြည့်နေတယ်ဒါပေမဲ့လည်းအန်ဒရီတို့ဖိုက်တော့ဖိုးတော့မှလည်းခန်းကြီးတွေစကလုံးတွေမိနေနေကကြည်သလိုလိုမကြည်သလိုလိုနဲ့ဘယ်လေဘယ်ကြည့်ရမှမသိဘူးဖိုက်ကြည့်ရမလားဖိုးကြည့်ရမလားတတိကြည့်ရမလားဒူးကြည့်ရမလားဝမ်းကြည့်ရမလားမသိဖြစ်နေတဲ့သူတွေဆိုရင်ဒီဗီဒီယိုဖိုင်တို့လိုက်ပြီးကြည့်လို့ရပါတယ်အဲဆိုလို့ရှိရင်အခုဒီဗီဒီယိုဖိုင်မှာကကြတော့ဖိုက်လေဘယ်ကနေစပြီးတုံးထားတဲ့ထဲမှာ1 level ထိသွားပြီးသက်ဆိုင်တဲ့ခန်းကြီးလေးတွေကိုပြန်ပြီးတော့နှွေးပေးတဲ့ပုံစံမျိုးဖြစ်ပါတယ် ဒီဗီဒီယိုဖိုင်ရဲ့ထူးခြားချက်ကဘာလဲလို့မေးလို့ရှိရင်တော့အတိတ်ပဲဒီခန်းကြီးအစိတ်ပိုင်းတူရလေးတွေနဲ့တွားပြီးတော့ရှင်းမှာဖြစ်ပါတယ်ခန်းကြီးအစိတ်ပိုင်းတူတဲ့အခါမှာဘာတွားတူလဲဆိုတော့အွန်ယော်မီဆိုတဲ့တရုတ်အတန်အတွက်စကလုံးတွေနဲ့ပေါင်းတဲ့အခါမှာတူတဲ့အပိုင်းလေးတွေကိုများသောအားဖြင့်စုပေးထားပါတယ်အခုဒီမှာဆိုလို့ရှိရင်တော့ဒီခန်းကြီးအစိတ်ပိုင်းနံပါတ်1စိတ်ပိုင်းလေးကတော့တို့တွေဘယ်မှာတိခဲ့လဲဆိုတော့တဲရဆိုပြီးတိခဲ့တဲ့ဟာလေးပါတဲရရဲ့အတိတ်ပဲကဖုံကြီးចောင်းဖះចောင်းနေနေနဲ့ပြန်ပြီးတုံးခဲ့တဲ့ဟာလေးပါ အဲ့တဲရဆိုတဲ့ခန်းကြီးလေးအစိတ်အပိုင်းလေးပါတဲ့ကောင်တော်တော်များများအဲ့ခန်းကြီးတော်တော်များများမှာကအွန်ယော်မီအတန်တော့ကရှိသားမမုံကြီးဆိုပြီးတော့ထွက်တတ်ကြပါတယ်။အဲဆိုရှိသားမမုံကြီးလို့ထွက်တတ်တဲ့ခန်းကြီးတွေဘယ်ကောင်နေရှိသေးလဲဆိုပြီးထပ်ပြီးသွားကြည့်ပါမယ်။ဟုတ်ပါတယ်ပထမအဦးဆုံးစကလုံးလေးကတော့ဒါလေးပါ။တိုခိဆိုတဲ့ဘယ်လိုပြောမလဲအချိန်ဆိုတဲ့ခန်းကြီးလေးပါ။တိုခိဆိုတဲ့အချိန်အချိန်ကိုပြောတဲ့အခါကျရင်တဲရဆိုတဲ့ဖះเจ้าလေးရဲ့ရှေ့မှာနေလေးပါတယ်လို့မှတ်ပေးပါ။ ီကောင်လေးကတဲရဆိုတဲ့ဖရာကြောင်လေးပါတဲရဆိုတဲ့ဖရာကြောင်လေးရှေ့မှာနေလေးပါတယ်ဆိုတော့ကြတော့တို့တွေကဘာလဲဆိုနေဆိုတာကရှေ့ခေတုန်းကဆိုရင်နေကခေါင်းပေါ်ရောက်ရင်၁၂နှစ်ထိုးပြီးနေကနောက်ရောက်သွားရင်မိုးချုပ်ပြီးဆိုပြီးတတ်မှတ်ခဲ့တော့မို့လို့အချိန်ကိုပေါ်ပြတဲ့စကားလုံးဆိုရင်နေလေးအစားထိုးရမယ်လို့မှတ်လိုက်ပါ အဲ့ထဲမှာမှပထမအဦးဆုံးအနေနဲ့မီနင်းလေးတွဲပြီးမှတ်ရမှာကဂျီခန်ဆိုတဲ့ဒါလေးပါဂျီခန်ရဲ့အတိတ်ဘယ်ကအချိန်ဟွန်းဒါတော့ငါတို့ကအန်ဖိုက်တဲ့အသိပ္ပိသားတွေဒါကြည့်ပလားဘာလို့ရမှာလဲဆက်ကြည့်ပေးပါအဲ့မှာဘာလဲဆိုတော့အတုံးတော့လေးရေးပေးထားပါဗျ။မာချီယာဝါဆဲနောဂျီခန်အိုခါခိုနေရှိတဲ့ခူလာဆိုင်ဆိုတဲ့လဲပွန်းစာကြောင်းလေးဖြစ်ပါတယ်။ မာချီအာဝါဆဲရဲ့အတိတ်ဘယ်ကကြတော့ကိုတွေတွေးဖို့ရာချိန်းဆိုညှိနှိုင်းပြီးသားကိုမာချီအာဝါဆဲလို့သုံးပါတယ်ဒီနေရာမှာမာချီကိုပြီးမှမှတ်နေပြောပါမယ်အာဝါဆဲရဲ့အတိတ်ဘယ်ကကြတော့ညှိနှိုင်းတယ်ဆိုတဲ့အတိတ်ဘယ်ဆွေးနွေးတယ်ကြိုက်ညှိတယ်ဆိုတဲ့အတိတ်ဘယ်ကိုသုံးထားပါတယ်အပေါ်ကခေါင်မိုးလေးတစ်ခုပါတယ်ပြီးရင်ဤချီလေးပါတယ်ပြီးရင်ခုချီလေးပါတယ်ဒီကောင်လေးကိုဗာလဲဆိုလိုက်ဖက်တယ်ကြိုက်ညီတယ်ဆိုတဲ့အတိတ်ပဲမျိုးမှာအာဥဆိုပြီးသုံးခဲ့တဲ့ခန်းကြီးလေးပါ အခုဒီနေရာမှာတော့အာဝါဆဲလို့သုံးတာလေမာချီအာဝါဆဲတော့ဂျီကန်ဖြစ်တဲ့တော့ဒီနေရာမှာကတော့အခုလက်ရှိရဲ့မိနေကြည့်နေတာကတော့ဂျီကန်မှာမာချီအာဝါဆဲတော့ဂျီကန်ဆိုတော့ကိုယ်တွေချိန်ထားညှိထားပြီးသားအချိန်ကိုခါခွန်နေရှိတဲ့ခူတာဆိုင်နေဒီမှာရေးထားတဲ့ခါခွန်နေရဲ့ခန်းကြီးအသေးစိတ်တော့ပြောမသွားပါဘဲမိနေလေးပြောပါမယ်ခါခွန်နေရဲ့အတိတ်ဘက်ကစစ်စေးတဲ့အတီးပြုတ်တဲ့ confirm လုပ်တယ်ဆိုတဲ့အတိတ်ပဲပါသူကအန်ဒရီလေးပဲခန်းကြီးဖြစ်ပါတယ်ခါခွန်နေရှိတဲ့ခူတာဆိုင်ဆိုတော့စစ်စေးပေးပါ မာချီအာဝါဆဲနောဂျီကန်ကိုခါကနေရှိတဲ့ခူရာဆိုင်ဆိုပြီးရေးထားပါတယ်မာချီအာဝါဆဲနောဂျီကန်ကိုခါကနေရှိတဲ့ခူရာဆိုင်ဟုတ်ပြီအဲဒါဆိုလို့ရှိရင်အပေါ်ကဒီတိုခိနဲ့ပတ်သက်တဲ့ကောင်လေးကိုရသွားမယ်လို့ထင်ပါတယ်တိုခိနဲ့ပတ်သက်တဲ့ကောင်လေးရသွားပြီဆိုတော့နောက်တစ်ခုအကြတော့ဒီကောင်လေးသွားပါမယ်။ဒုတိယစာချောင်းလေးဒုတိယအုံလုံးလေးကတော့ဘာအနေနဲ့သုံးလဲဆိုဒီဘက်မှာရေးလိုက်ပါမယ်။ mochi mas mosso ဆိုတဲ့အဓိပ္ပာယ်စကားလုံးလေးကနေလာပါတယ်။ mas ဖောင်နေနဲ့ပြောရင်တော့ mochi mas ပေါ့။ G Shock ခိုင်းနေနဲ့သုံးရင်တော့ Most ဆိုဆိုပြီးရေးပါတယ်။အတိတ်ပဲကကြတော့ပိုင်ဆိုင်နေလို့သုံးလို့ရတယ်လို့လက်ကနေတည်ထားတယ်၊ကင်ထားတယ်ဆိုတဲ့အတိတ်ပဲလည်းသုံးလို့ရပါတယ်။အဲ့ဒီစကလုံးလေးနဲ့ဟိုတွဲပြီး message နဲ့ meaning ပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုရင်တွဲပြီး message နဲ့ meaning ကကြတော့ဗာလဲမေးလို့ရှိရင်ရှိကြည့်ဆိုတဲ့စကားလုံးမှာ ရှီကြီးဆိုတော့တို့တွေတော်တော်များများရင်းနှီးမှန်ကရှီကြီးကလမ်းညွန်နေဆိုတဲ့စကားလုံးနေနဲ့သုံးတဲ့ဟာမှတိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီရှီကြီးကခန်းကြီးกว่าပါတယ်။အခုသုံးထားတဲ့ခန်းကြီးရဲ့ရှီကြီးရကြတော့စပုတ်ပေးတယ်ထောက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ခန်းကြီးပါ။အဲ့ဆိုရင်ဒီရှီကြီးဆိုတဲ့ထောက်ခံတယ်ဆိုတဲ့စကားလုံးလေးကိုလဲဘွန်းနေနဲ့တွဲမှတ်မယ်။အကစားကြောင်လေးဖတ်ကြည့်ပါ။အိုခုနောဟီတိုကဆိုတော့လူတွေအများကြီးကဆိုနိုအီခန်ဆိုတော့အီခန်ကအကြံဉာဏ် idea အဲ့ဒီ idea အဲ့ဒီအကြံဉာဏ်ကိုတဲ့ရှိကြည့်ရှိတယ် image ဆိုလို့ရေးထားပါတယ်ပြောချင်တာအများကြီးဝိုင်းပြီးတော့ရှိကြည့်လုပ်တယ်ဆိုတော့ထောက်ခံအားပေးကြတယ်ဆိုတဲ့အတိတ်ပဲပါထောက်ခံအားပေးကြတယ်ဘယ်သူတွေကလဲဆိုရင်လူတွေအများကြီးကဒီ idea ဒီကြံဉာဏ်ကို ထောက်ခံအားပေးကြတယ်လို့ရေးထားတာဖြစ်ပါတယ်။ဤခန်းဆိုတဲ့ခန်းကြီးလေးရဲ့ဟာကြတော့တို့တွေ54 ော43လောက်မှာ and 4တို့ and 3လောက်တို့မှာမဖြစ်မနေမှတ်ရတဲ့ခန်းကြီးအဓိပ္ပာယ်လေးပဲဒီပါဟုတ်အီခန်ခန်းကြီးကိုသွားပြီးမှကြည့်မယ်ဆိုလို့ရှိရင်အီရကြတော့ဒီကောင်ကတာချီမတ်ခန်းကြီးလေးပါတာချီမတ်ဆဲအောက်ကနေလေးပါတယ်ဆိုလို့ရှိရင်ကြတော့ဘာခန်းကြီးလဲဟုတ်အိုတိုဆိုတဲ့အတန်ခန်းကြီးပါအတန်ရဲ့အောက်ကနေပြီးတော့ခိုခိုးတို့ဆိုတဲ့နှလုံးသားခန်းကြီးလေးပေါင်းလိုက်ရင်တော့အီဆိုတဲ့ဘာလဲဆိုခိုခိုးတို့ဆိုတာစိတ်လို့လည်းပြောလို့ရတယ်လို့ ဟိုနှလုံးသားလို့လည်းပြောလို့ရတယ်အဲ့ကြတော့စိတ်နှလုံးကနေပြီးတော့မှထွက်လာတဲ့အတန်လေးဆိုတာကဤဆိုတဲ့ idea နဲ့ပတ်သက်တဲ့ကောင်းလေးလို့မှတ်လို့ရပါတယ်အဲ့ဒါဆိုရင်ဒီဤလေးလည်းနည်းနည်းမှတ်မိမယ်ထင်ပါတယ်အတူတူဟာလေးတွေရှင်းရင်လည်းအဲ့ပဲရောက်သွားလို့နော်အဲ့ဒါဆိုလို့ရှိရင်ခုနကတည်းကကြံခဲ့တာဒီမိုချီမဆိုတဲ့ခန်းကြီးရဲ့ရှေ့မှာ လက်ကနေကင်ဆောင်ထားတယ်လို့ပြောလို့ရတယ်လို့ပိုင်ဆိုင်နေဆိုတဲ့အတုံးုံဖြစ်တဲ့အတော့မိုးချီမဆိုရင်ဒီမှာသူ့ရဲ့ရှေ့ကလက်ပါပါတယ်လက်ကတဲဖို့ရာအတွက်လက်ရေးပြီးတော့မှတဲတာဆိုတဲ့ခန်းကြီးလေးနဲ့ပြန်ပေါင်းထားတာဖြစ်ပါတယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဒီရဟာလေးကအဆင်ပြေမယ်ထင်ပါတယ်ဒီရဟာလေးပြေပြီဆိုလို့ရှိရင်နည်းနည်းကြည့်ရတာမျက်စိနောက်သွားမှာဆိုလို့ပြန်ဖြတ်ပေးမယ်နော်ပြီးမှနောက်တစ်ခေါက်ပြန်ရှင်းမယ်เนาะအခုလောလောဆယ်ကြည့်ရတာမျက်စိနောက်သွားမှာဆိုလို့အခုလောလောဆယ်ပြန်ဖြတ်ပေးပါမယ် နာလေးခဏလေးစောင့်ပေးပါအဲဟုတ်ပြီအဲ့ဆိုရင်ဝဒရှိကဆက်ပြီးတော့သွားပါမယ်ဒီပုံစံအတိုင်းလေးပဲဒါလေးပဲဆက်သွားမယ်နော် အဲ့ဆိုရင်ဒီနောက်တစ်ခါကျတော့ဘာလေးသွားမလဲဆိုတော့ကျတော့ဒီခန်းကြီးလေးပါဒီခန်းကြီးလေးကိုသွားလိုက်မယ်ဆိုရင်1 2ဆိုတော့နှစ်ချစ်ချစ်တဲ့အတွက်နှစ်ယောက်လို့မှတ်ပါဒီခတာခနာကဤပုံစံလေးကိုဝါဒရှိတို့ကခန်းကြီးမှတ်တဲ့အခါမှာလူလို့မှတ်ရပါတယ်လူခန်းကြီးစိတ်ပိုင်းဆိုပြီးမှတ်ရပါတယ်အဲ့ဒီထဲမှာမှဒီမှာတစ်ချစ်တဲ့မဟုတ်ပဲနှစ်ချစ်ချစ်တယ်ဆိုတော့ကျတော့ဒါလူနှစ်ယောက်လို့မှတ်ပေးပါလူနှစ်ယောက်အဲ့လူနှစ်ယောက်ကဘယ်မှာရှိနေရလဲမေးရင်တဲတော့ဆိုတော့ဒီတဲတော့ဆိုတော့ဖះเจ้าလေးရဲ့ရှေ့မှာရှိနေတာ မို့လို့လူနှစ်ယောက်ကဖျားကြောင်းထဲမှာစောင့်နေတယ်ဆိုပြီးတော့မှတ်ထားပါတို့တွေတိုးမဲကြီးတချင်းထဲမှာဆိုလို့ရှိရင်မင်းတို့ကဖျားကြောင်းထဲကစောင့်နေမယ်ဆိုတဲ့စာသားပါတယ်မှတ်လားအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးမှတ်လို့လည်းရပါတယ်ဖရာအကြောင်းတည်းကသုံးမဲတချင်းနဲ့တွဲမယ်လူနှစ်ယောက်ကဖရာအကြောင်းတည်းနဲ့စောင့်နေပါတယ်တငယ်ချင်းကိုစောင့်နေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးထားတာဒါမှမဟုတ်ဒီမှာတော့ချွင်းချက်အနေနဲ့သူ့ရဲ့အတန်တော့ကိုရှီကြည့်အနေနဲ့ယူမထားဘဲနဲ့သူ့ကိုတော့ဘာအနေနဲ့ယူထားလဲဆိုတော့အုံးယော်မိကိုတိုင်းအနေနဲ့ယူထားပါတယ် ဲ့တော့ကိုဖတ်လိုက်တဲ့အချိန်မှာတော့ meaning အနေနဲ့ key time ဆိုပြီးတော့တုံးထားပါတယ် key time key time ရဲ့အဓိပ္ပာယ်ကဘာလဲမေးလို့ရှိရင်ညှော်လင့်ချက်လို့ပြောချင်တာပါညှော်လင့်ချက်ဟုတ်ပြီနော်ကိုဘကမျောလင့်ထားတဲ့ချက်မျောလင့်ချက်တွေကိုခိတိုင်းလို့သုံးပါတယ်။အဲဆိုခိတိုင်းနဲ့ပတ်သက်တဲ့စကားလုံးကိုသွားပြီးကြည့်ကြည့်မယ်ဆိုရင်ခရယ်နော်ခါဆယခုနိအိုကီနာခိတိုင်းကိုရှိတဲ့အိမဆိုပြီးရေးထားပါတယ်။ခရယ်နော်သူ့ရဲ့ခါဆယခုရဲ့အဓိပ္ပာယ်ကလှုပ်ရှားမှုတွေကိုသုံးချင်တာပါ။ ဒါ N1 level 2 level သမားတွေဆိုရင်ဒီစကလုံးတွေပါအမှတ်တင်ပါတယ်လှုပ်ရှားမှုမိနှိမ်မှာတစ်ခါတည်းရပါမယ်လှုပ်ရှားမှုတွေကို okina khi တိုင်းလို့ပြောတဲ့အတွက် okina ကကြီးမားတော့ khi တိုင်းကမျော့လင့်ချက်မျော့လင့်နေဆောင်းစားတယ်အဲ့ဒီအနေနဲ့သုံးထားတာဆိုတော့အဲ့ဒါဆိုရင် မျော့လင့်ချက်အကြီးထားထားတယ် မျော်လင့်ချက်တွေအများကြီးထားထားတယ်ဆိုတဲ့အိဗယ်ကိုအိုခိနာခိတိုင်းလို့သုံးထားပါဗျ။ဟာအိုအီခိတိုင်းလို့မသုံးဘဲနဲ့အိုခိနာခိတိုင်းလို့သုံးပါတယ်။မြန်မာလိုဆိုရင်ဟာမျော်လင့်ချက်အများကြီးဆိုအိုအီမြန်သုံးမလားလို့စိတ်ထဲမှာထင်ရောထင်နိုင်ပါတယ်။ဒါပေမဲ့အိုအီနဲ့မသုံးဘဲနဲ့အိုခိနာခိတိုင်းမျော်လင့်ချက်အကြီးရှိတဲ့အီမဆိုတော့ထားထားပါဗျ။ဘာလဲဆိုတော့သူ့ရဲ့လှုပ်ရှားမှုတွေသူ့ရဲ့လှုပ်ပုံကိုင်ပုံဆောင်ရွက်မှုတွေကိုခါဆွဲရခုလို့သုံးပါတယ်။အဲ့ဒီဟာဒီအပေါ်မှာ အာ तू ကတော့ဘလို့စူးစမ်းတာပဲ तू ကတော့ဘလို့လောက်တာပဲဘလောက်ထိတော်တာပဲဆိုတော့မျောလင်းချက်တွေအများကြီးထားထားတယ်ဆိုပြီးတော့တောင်းထားပါတယ်ဒီမှာဆိုရင်တို့တွေအနေနဲ့ဘယ်နေရာမှာတွင်းမိဘတွေကတာသမီပေါ်မှာမျောလင်းချက်အကြီးထားတယ်ဆိုတော့ပုံစံမျိုးအနေနဲ့ဆိုရင်လေဒီခေတိုင်းကိုတောင်းလို့ရပါတယ်မိဘတွေကတာသမီပေါ်မှာအများကြီးမျောလင်းထားတယ်ပေါ့ကွာဘလို့ဖြစ်စေခြင်းနဲ့ဘလို့တက်စေခြင်းနဲ့အဲ့လိုမျိုးကိစ္စတွေပေါ့အဲ့ဆိုရင်ဒီမှာတော့ကလူနှစ်ယောက်ရှိလို့လူနှစ်ယောက်ကသိုးမဲကြီးဖះเจ้าထဲမှာစောင့်နေတယ်ဆိုပြီးတော့ မာချီမစောင့်နေဆိုတဲ့ခန်းကြီးကနေလာခဲ့ပေမဲ့နောက်တစ်ခုကကြတော့ဘာဝလာတာလဲဆိုလို့ရှိရင်လူတယောက်ထဲနဲ့ဒီရလေးနဲ့တဲတာနဲ့လာတယ်ဆိုရင်လူတယောက်တည်းရှိတယ်ဆိုရင်တယောက်ထဲလဲလူတယောက်ထဲလဲဘာမှမဖြစ်ဘူးတတိရှိတဲ့သူဘာလို့လဲမေးရင်ဆာမူရိုင်းနေရနေပြီးတော့တုံးတဲ့ဆာမူရိုင်းဆိုတဲ့ခန်းကြီးလေးပါဆာမူရိုင်းဆိုတဲ့ခန်းကြီးကိုပါ သူကတော့ G ဆိုပြီးဖတ်ပါတယ်အပေါ်မှာရေးခဲ့တဲ့တို့တွေ on your mic G နဲ့သွားပြီးတွဲလို့ရတယ်ဘာလို့လဲဆိုတော့တဲရဆိုတဲ့အစိပ်ပိုင်းပါတဲ့ကောင်တော်တော်များများက G နဲ့ဖတ်တယ်ဆိုတဲ့အတိုင်းကြိုက်ညီပါတယ်ဒီမှာကတော့အဲဆိုရင် G ကိုမှသူကနောက်ကဂျူးလေးနဲ့ပေါင်းလိုက်ပါတယ် G ဂျူးဆိုတဲ့အတိတ်ပဲလေးပါ G ဂျူးရဲ့အတိတ်ပဲကကြတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့အဆိုးရဝန်ထမ်းတယောက်ယောက်အဆိုးရ အာရဲ့ဒီလိုဝင်ကြီးပဲဖြစ်ဖြစ်နိုင်ငံတာဝန်ထမ်းဆောင်နေဆိုတဲ့အတိတ်ပဲမျိုးအဲ့လိုပုံစံမျိုးတွေနေနေမှာဂျီဂျူးဆိုတဲ့ပုံစံကိုတောင်းပါတယ်ဒီမှာရေးမယ်ဆိုရင်တော့တန်နိုဟိတ်ကလို့ဖတ်ပါမယ်တန်နိုဟိတ်ကကကြတော့ အာတို့ဒီမြန်မာမှာတော့ဝင်းကြီးကျုပ်ပါညာတုံးနေအဲ့လိုမျိုးဟာတော့ဒီမှာကြတဲနိုးဆိုတာကကြတော့သူတို့ရဲ့ဘရင်မိသားစုဘရင်တွေရဲ့ဒီဝင်းကြီးကျုပ်အင်ပါယာနန်းတော်အဲ့ရတွေရဲ့ဟာကိုပြန်ပြီးတော့မိသားစုဝင်တွေနဲ့ပြန်တုံးတဲ့ဟာကိုတဲနိုးဟိတ်ကလို့တုံးပါတယ်အဲ့တော့တဲနိုးဟိတ်ကမှာဆိုတဲ့ဒီဘရင်ရဲ့နန်းတော်အဲ့ဒီမှာပါတယ်ဂျီဂျူးဆူရူယာခူဝါရီကိုဘာလဲဆိုရင်နီနာအီရှီမာစတာလို့တုံးထားပါတယ်နီနာအီရှီမာစတာ အဲဆိုလို့ရှိရင်ဂျီဂျူးဆူတူလောက်တယ်ဆိုတော့တာဝန်ထမ်းဆောင်နေတဲ့ရာခူဝါတွေတာဝန်ထမ်းဆောင်မှုဘယ်လိုပြောမလဲဒီဂျီဂျူးဆူတူလောက်တယ်ဆိုတာအများပြည်သူနဲ့ဆိုင်တဲ့ဘယ်လိုပြောမလဲလုပ်ငန်းတာဝန်တွေကိုအများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတာဝန်တွေကိုအဲ့ဟာတွေရဲ့ရာခူဝါတွေဆိုတာလည်းတာဝန်ပါပဲအဲဆိုအများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတာဝန်တွေကိုနီနာအီမတ်စတာလို့သုံးထားပါတယ်နီနာအီမတ်ဆက်အတိဘယ်က တာဝန်ယူလှုပ်ဆောင်တာကိုသုံးတယ်လို့ပြောလို့ရပါတယ်နီနာအီမတ်စ်နီနာဦးကနေပြီးတော့လာပါတယ်ဒါကကြာတန်တိုးတို့ဘာတို့မှသုံးတဲ့ဟာလေတန်တိုးတို့ဘာတို့မှလည်းတွေ့ဘူးပါလိမ့်မယ်နီနာအီမတ်စ်တာဆိုတော့တာဝန်ယူပြီးတော့လှုပ်ဆောင်နေပဲပခုံးထမ်းထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီကောင်လေးမှတ်မိမယ်ထင်ပါတယ်ပြန်ပြောပါမယ်နော်မာချီမစောင့်နေဆိုတာတိုးမင်းကြီးတွေက တိုးမဲကြီးတချင်းလိုမျိုးပဲဖရာအကြောင်းလေးကတို့တွေစောင့်နေမယ်ဆိုတဲ့အတိုင်းတဲတာမှာလူနှစ်ယောက်စောင့်ရပါမယ်ဆာမူတိုင်းကတော့လူတယောက်ပဲပါပါတယ်ဆာမူတိုင်းကတော့လူတယောက်ပဲပါပါတယ်လူတယောက်ထဲလဲတတိရှိရှိသေချာကိုလုံနေတဲ့လူလို့ပတ်လိုက်ပါတတိရှိရှိဘာလို့လဲသူတို့တတိအရင်ရှိလို့တော့ဆာမူတိုင်းလုံတယ်လို့မှတ်လိုက်အဲဆိုတယောက်ထဲလဲမိုက်ရဲတယ်ဆိုတဲ့အနေထားနဲ့သွားကြည့်ရင်ဒီမာချီမခန်းကြီးနဲ့ဆာမူတိုင်းခန်းကြီးနဲ့ကို꿰ွားပါလိမ့်မယ်ဆာမူတိုင်းနေရာမှာတုံးလို့ရတယ်အဲ့လိုမျိုးအတိတ်ပဲမျိုးနေနဲ့သွားပြီးတုံးလို့ရတဲ့ဟာပါ နောက်ဆုံးတစ်ခုကတော့ဒီကောင်လေးကကြတော့ရှိလို့ပါတော့တုံးလို့ရတဲ့ဟာပါသူကရှိကကြတော့ပုံဆိုပြီး POEM ပုံအင်္ဂလိပ်တန်တော့မှားသွားရင်လည်း sorry ပါအဲဘာလဲဆိုတော့ကြပြားတွေဘာတွေနဲ့ပတ်သက်ပြီးတော့ရေးတဲ့ဟာပါကြပြားတွေဆိုတာကဖခင်တို့တွေရှေးခေတုန်းကဆိုရင်ဥပုံညတို့ဘာတို့ညတို့အဲ့လိုကြားဝဲမလားစာရေးဆရာကြီးဥပုံညတို့အဲ့ဆိုရင်ဥပုံညကဒီဖခင်အကြောင်းထဲမှာရေးတယ်လို့မှတ်လိုက်ပါ ရေးတော့ရေးရိုးရေးတာမဟုတ်လက်နဲ့ရေးတာမဟုတ်ပါဇက်နဲ့ပြောတာကွာ။ तू ကကြပြားလေးစားလေးဆိုတော့ပါဇက်နဲ့ရွတ်ပြတာကွာ။ဖះအောင်းထဲမှာဥပုံညာရွတ်ပြတဲ့ကြပြားလို့မှတ်ရမှတ်ထားပါကွာ။ဒါ ee must ပြောတယ်ဆိုတဲ့ခန်းကြီးဆိုတော့ပြောတယ်ရွတ်တယ်လို့မှတ်လိုက်ပေါ့။ဘယ်မှာရွတ်တာလဲဖះအောင်းထဲမှာရွတ်တာ။ဘာလို့တာဘာလို့ရွတ်တာလဲကြပြားလေးကိုရွတ်တာ။အဲဆိုရင်တော့ဒီနေရာမှာကရေးထားရှိရခြင်းရပေါင်းလိုက်တယ်ခြင်းကလူကြပြားတွေကိုရွတ်တဲ့လူကြပြားနဲ့ပတ်သက်တဲ့လူဆိုတော့ကြပြားဆရာကြပြားဆရာမှာပါ ကဗျာဆရာလို့တုံးလို့ရတယ်လို့ကဗျာဆရာမလည်းတုံးလို့ရတယ်ဒီမှာခနိုကျော်ဝဆိုတော့တူမကယူမဲအီနာဆိုတော့နာမည်ကြီးတဲ့ရှီချင်းတဲ့ဆိုတော့ကဗျာဆရာမဖြစ်ပါတယ်တူမကနာမည်ကြီးကဗျာဆရာမဖြစ်တယ်ဆိုပြီးတုံးထားတာဖြစ်ပါတယ်ဒါလောက်ဆိုလို့ရှိရင်ခန်းကြီးလေးရဲ့အစိပ်ပိုင်းလေးတွေနဲ့တွဲပြီးမှတ်တဲ့ဟာကိုနားလည်မယ်လို့ထင်ပါတယ်အစအနေပြန်ပြီးတော့မှတ်ကြည့်ပါမယ်နော်အစအနေပြန်ပြီးတော့မှတ်ကြည့်ပါမယ်အဲဆိုလို့ရှိရင်နည်းနည်းလေးစပြီးကြည့်မယ်ဆိုရင်ဒီတိုခိ အချိန်ဆိုပြောခြင်းတယ်ဆိုရင်နေရနေပြောတာမို့လို့တဲထားရဲ့ရှေ့ကနေပါရပါမယ်လက်ကတဲမယ်ဆိုလို့ရှိရင်တော့ဒီမှာတဲဟန်းလို့ခေါ်ပါတယ်ဒီကောင်လေးကိုတဲဟန်းလို့ခန်းကြီးမှာခေါ်တာဖြစ်တဲ့အတွက်လက်ပါပါမယ်ဖះเจ้าတွေကပစ္စည်းတွေကိုတေချာပါလေကုညီပြီးတဲပြီးတော့လုတ်ပင်းနေဖုန်ကြီးတွေအတွက်ပါတွေအတွက်ပေါ့ကွာအဲ့ဒါပြီးသွားလို့ရှိရင်နောက်တစ်ခါကြာတော့လူနှစ်ယောက်ကသိုးမဲကြီးဖះเจ้าတွေကစောင့်တာကမာချီမတ်ကနေလာပါတယ် နောက်တစ်ခုကကြတော့လူတယောက်တည်းဆိုရင်တော့စာမူတိုင်းတွေဘာတွေမှအသေးပဲနေနဲ့သုံးလို့ရတဲ့ဟာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဖះเจ้าမှာပြောဆိုပြီးတော့ဝင့်ပြုတ်နေတယ်ပြောတယ်ပါဇက်ကနှုတ်ကနေတင်အန်နေတယ်ဆိုရင်တော့ကြပြားတွေဘာတွေကိုတင်နေရွတ်တယ်အန်နေဆိုပြီးတော့သုံးလို့ရတယ်လို့မှတ်ထားပေးပါ။ဒီနေရာမှာသွားပြီးကြည့်ကြည့်မယ်ဆိုလို့ရှိရင်ရှိလို့ကြီးလို့သုံးတယ်လို့ပြောတဲ့နေရာမှာနံပါတ်1ကကြီးဆိုပြီးသုံးထားတာဒါ အစရဲ့ပိုင်းတဲတော့ဆိုတဲ့ဖရားအကြောင်းလေးပါလို့ကြီးထွက်တယ်ဆိုတဲ့ဟာနဲ့ကိုက်ညီတယ်။နံပါတ်2ကလည်းကြီးလို့သုံးထားတဲ့အတွက်တဲတော့ဆိုတဲ့အစိပ်ပိုင်းလေးနဲ့ကိုက်ညီတယ်။နံပါတ်3ကတော့တိုင်းလို့သုံးထားတာဖြစ်တဲ့အတွက်ဒီမှာမကိုက်ညီရတခုပဲရှိပါတယ်။ဒီမှာကိုက်ညီရဒီမှာကိုက်ညီ။နံပါတ်4ကလည်းကြီးသုံးထားတဲ့အတွက်ကိုက်ညီပါတယ်။ နံပါတ်၄ကလည်းရှိသုံးထားတဲ့အတွက်ရှိလို့ကြည့်လို့ဖြစ်တဲ့အတွက်ကြိုက်ကြီးပါတယ်။ကြည့်ခြင်းအားဖြင့်အစိပ်အပိုင်းတူတဲ့ဒီတဲတော့ဆိုတဲ့အစိပ်ပိုင်းလေးပါတာကိုသူကဘာအနေနဲ့သုံးလို့ရလဲသွားကြည့်ရင်ကြည့်လို့ရှိလို့ထွက်လို့ရတယ်ဆိုပြီးကိုကတေးချာလေးသိထားရင်စာမေးပွဲမှာမေ့သွားရင်ဒီအစိပ်ပိုင်းပါရင်နေဆုံးတော့ရမ်းတုတ်ရမှန်နိုင်ရ80ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒါကစာမေးပဲအတွက်ပါ။အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ဘိုင်ဘိုင်ပါ။နောက်ဗီဒီယိုခိုင်လေးတွေမှာပြန်တွေ့ပါမယ်။